အားလုံးပဲမင်္ဂလာပါပြန်လဲကြိုဆိုလိုက်ပါတယ်အတော့ကျွန်တော်ဒီနေ့မှာတော့၄နှစ် major ကျောင်းလေးကနေပြီးတော့ ID computer science နဲ့ပတ်သက်ပြီးတော့တကယ်ကိုအခွန်အလမ်းလေးများသလိုအလုပ်ခံရဖို့ပါအဲ့တော့90%တေးကြတဲ့ကျောင်းကျောင်းလေးမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ် ဲကျွန်တော်ဒီအကြောင်းကတော့လက်ရှိကျွန်တော်လည်းတက်နေတဲ့အကြောင်းဖြစ်တယ်နော်ဟန်ကူကွန်ဟန်တရားကျိုးဆိုတဲ့ကျွန်တော် Tech University of Korea ဆိုတဲ့အကြောင်းရှိတယ်99%တော့အကြောင်းတွေကကျွန်တော်တောင်းနေပေါ်မှာရှိတယ်မလားဒါပေမဲ့ true true ကြကြပေါ့နော်ဒီအကြောင်းကတောင်းမှာတောင်းပေါ်မှာရှိနေတာမျိုးမဟုတ်ဘူးမြေပြတ်မှာရှိနေတဲ့အထက်မှာပါတယ်အဲ့တော့အဲ့ဒီဟာတစ်ခုလည်းကျွန်တော်ကြိုက်တဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ဒီအရ OIRO နားလေးမှာရှိတဲ့အကြောင်းတစ်ကြောင်းဖြစ်ပါတယ်အဲ့တော့ Gamma Ray ထဲမှာပဲရှိတာပါဒီအကြောင်းကိုဘာကြောင့်ကျွန်တော်ရွေးချယ်ပြခဲ့တာလဲ ਨੇ ဘာကြောင့် တက်ဖို့တိုက်တွန်းချင်တာလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပေးမယ်ပေါ့နော်။နံပါတ်1အချက်ကဒီเจ้าကကိုရီးယားမှာနီးပညာနဲ့ပတ်သက်တဲ့เจ้าတွေထဲမှာတော်တော်လေးကောင်းတဲ့เจ้าတွေမှာပါတယ်။အဲ့တော့အဓိကကကျွန်တော်တို့ဒီမှာလက်ရှိလေးလာနေတဲ့เจ้าတွေကိုရီးယားတွေများတယ်ပေါ့နော်။အဓိကနိုင်ငံသားဆိုတာလည်းကိုရီးယားတွေများတယ်။เจ้าတူကိုเจ้าသားတွေရရှိတယ်။အဓိကသူက engineering ဘိုင်းကိုပဲအဓိကပင်လာတဲ့เจ้าဖြစ်တယ်။အဲ့တော့အဓိက data design ရှိမယ်။နောက်ပြီးလို့ရှိရင် data context ပါရှိမယ်။ တော့အဓိက engineer ဘိုင်း AI နေဘာတွေအဆုံးရှိတယ်ပေါ့နော်။အဲ့တော့ဒီဘိုင်းတွေကိုအဓိကသင်ကြားပေးတဲ့အကြောင်းဖြစ်တယ်။အနည်းပညာဘိုင်းဆိုင်ရာအကြောင်းတွေကိုရွေးချယ်ခြင်းနဲ့အနည်းပညာနဲ့ပတ်သက်ပြီးတော့လည်းတကယ်လေ့လာခြင်းနဲ့စဝင်စားရတဲ့ဆိုလို့ရှိရင်ဒီအကြောင်းကတကယ်ရွေးချယ်သင့်တဲ့အထက်မှာပါတယ်။ဒါပေမဲ့ငွေကြေးတိုင်းတာလည်းဟိုနိုင်နိုင်နေနေဖြစ်မယ်ဆိုရင်ပေါ့နော်။တကယ်လို့ကိုစာစူးစမ်းနိုင်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကအခွင့်အလမ်းရှိတဲ့ကုမ္ပဏီအသေးစိတ်ကိုကျွန်တော်ပြပြပေးမှာနံပါတ်1ဒီចောင်းရဲ့ဇယိတ်ပေါ့နော် ီဟာဂီ58တိုင်ဝင်ရအောင်သွားပါတယ်။ဤဟာဂီကို58တိုင်ဝင်ရအောင်သွားတယ်ဆိုပေမဲ့ပထမဆုံးဝင်ဝင်လျှောက်တဲ့အချိန်မှာကျွန်တော်တို့ top pick alike ကိုသူက Jahapkin scholarship တွေပေးထားတာရှိတယ်။အဲ့တော့တကယ်လို့ကိုက top pick ကိုအသေးချပြင်ဆင်ပြီးတော့အကြောင်းကိုသွားမယ်ဆိုလို့ရှိရင်တော်တော်လေးကောင်းတဲ့ထင်မှာပါတယ်။အဲ့တော့နံပါတ်1 top pick ကျွန်တော် level 3ရှိထားမယ်ဆိုလို့ရှိရင်50ရာခိုင်နှုန်း discount ရတယ်။အဲဒီအကြောင်းလာကက48သိန်းဝန်းကျင်ရှိပေမဲ့ top pick စမ်းကနဲ့အထက်ရှိမယ်ဆိုလို့ရှိရင်90ရာခိုင်နှုန်းရအောင်အဲ့တော့တကယ် topic မရှိဘူးဆိုလို့ရှိရင်လည်းတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့လက်ရှိကွာဟာတက်မှာ level 3နဲ့အထက်တက်နေတဲ့ level 3နဲ့အထက်ပြီးထားတယ်ဆိုလို့ရှိရင်သူက40ရာခိုင်နှုန်းပေးတယ်ဒါပေမဲ့တက်ကတူပြောင်းမဲ့အချိန်မှာတော့တက်နိုင်ဆို topic ကိုပြင်ဆင်ပြီးတော့သွားတာမျိုးကျွန်တော်ဦးစားပေးတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ချောင်းလာကနဲ့ပတ်သက်ပြီးတော့စမ်းကဆိုလို့ရှိရင်90ရာခိုင်နှုန်းရမယ်စာကက်ဆိုလို့ရှိရင် level 4ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်60ရာခိုင်နှုန်းရမယ် level 5ရှိတယ်ဆိုလို့ရှိရင်80ရာခိုင်နှုန်းရမယ်ဟာ top level 5ရှိပြီဆိုလို့ရှိရင်80ရာခိုင်နှုန်းဆိုကျွန်တော်ကိုသိန်းကျော်ကျော်လောက်ပဲတော့ကြာတော့မှာအဲ့ဒါပထမဆုံး hockey အတွက်ပေါ့နော် level 6ရှိရဆိုလို့ရှိရင်တော့လုံးဝ free 100% scholarship free ပေးတယ်ကျောင်း scholarship ကိုအဲ့လောက်ထိပေးတယ်တော်တော်အဆင်ပြေတဲ့ထဲမှာပါတယ်ဒါ scholarship နဲ့ပတ်သက်ပြီးအဲ့တော့ပထမဆုံး scholarship ပေါ့နော် now hockey ဒီအမှာရောကျောင်းလာကဘယ်လိုသွင်းရမလားဘယ်လိုသွင်းရမလား scholarship ရှိသေးလားပေါ့နော်ရှိပါတယ်ဒီကိုအတန်းမှာအာ GPA တွေကြည့်မယ်သူကအဲ့ GPA တွေအမှတ်တွေကိုကြည့်ပြီးတော့မှ ဟိုတက်ကတူဆိုတော့တည်တဲ့အတိုင်းပဲဆောင်းဝဲမှာဖြည့်တဲ့အမှတ်တွေက60ရာခိုင်နှုန်းလောက်ပါမယ်။ကျန်တဲ့အရာကတော့ခုနကမျိုး assignments တွေ thesis တွေလောက်တာပါညာနဲ့အဲ့ဒီအကြောင်းခေါ်ရင်းပါညာအဲ့ဒီဟိုင်နဲ့တွေ့ချက်တယ်။အဲ့ဒီခါရောက်တော့ကျွန်တော်တို့က DGPA က3နဲ့အထက်ရမယ်ဆိုလို့ရှိရင်40ရာခိုင်နှုန်း scholarship ရမယ်။ Now hockey hockey တိုင်းမှာပေါ့နော်။အဲ့တော့355နဲ့အထက်ရမယ်ဆိုလို့ရှိရင်တော့90ရာခိုင်နှုန်း တော့ဘာအိမ်မစူးစမ်းနိုင်ဘူးဆိုရင်တော့မှကျွန်တော်ကဆာမွေအောင်ဖြစ်မယ်ကြောက်ခေါချင်းမှောင်တက်မယ်ဒီ assignment ပတ်နေ thesis တွေကိုမှောင်အောင်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်ရနိုင်လဲဆိုတော့50ရခဲ့လို့ရတယ်58သိန်းဆိုတော့ကျွန်တော်50ရခဲ့လို့ဆိုတော့သိန်း20ကျော်ကြာမယ်ဟုတ်အဆင်ပြေတဲ့အထက်မှာပါတယ်ဘာလို့တခြားကျောင်းတွေမှာတက်ရင်လည်းအဲ့လောက်ကတော့တွင်းရမှာပဲငွေရနောက်ပြီးလို့ရှိရင် GPA level 4နဲ့အထက်ဆိုလို့ရှိရင်သူဘယ်လောက်ပြီးလဲဆိုလို့ရှိရင်80ရာခိုင်နှုန်းပေးတယ်။ကိုကျူးစားနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့လောက်ဒီ scholarship က ရနိုင်တဲ့အတိုင်းအတာတွေမှာပါတယ်ဒါ scholarship နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးတာပေါ့နော်အတန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြမယ်ဒီမှာကနိုင်ငံသားတွေများတယ်ဒီ ID bank နဲ့ပတ်သက်ပြီးရောယောက်ျားလေးရောမိန်းကလေးရောအရင်များတဲ့အထက်မှာပါတယ်အဲ့ဒီအတွက်သူနိုင်ငံသားတွေအတွက်တီးတဲ့အတန်းတွေခွဲထုတ်ပေးထားတယ်ကိုရီးယားနဲ့တူတူမတင်အောင်ဟောနိုင်ငံသားတွေအတွက်တီးတဲ့ခွဲထုတ်ပေးထားတဲ့အတန်းတွေဖြစ်တဲ့အတွက်ကိုကစကားရမယ်ဆိုလို့ရှိရင်နည်းနည်းစူးစမ်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဟို scholarship ပြဖို့လဲပို့ပြီးတော့ အခွင့်အလမ်းများတယ်ပေါ့နော်နောက်တစ်ခုရှိတာကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်စာတင်နှစ်ဖွဲ့စည်းထားပုံဘယ်လိုဖွဲ့စည်းထားလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်ပထမအဆုံးနှစ်မှာတော့သူကចောင်းသားတွေကိုဘာတင်ပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတက္ကသိုလ်မှာသင်ရမယ်သင်ခန်းစာတွေ ਨੇ ပတ်သက်ပြီးတော့ကိုရီးယားဘာသာစကားနဲ့ပတ်သက်ပြီးအရေးချင်းလိုအပ်တယ်ပေါ့နော်သူတို့အဲ့လိုယူဆတွေအဲ့ဒီအတွက်ပထမတက်နှစ်ပေါ့နော်ဟာကီနှစ်ခုမှာအဓိကကဒီတက္ကသိုလ်မှာအဓိကသုံးရမယ်ကိုရီးယားဘာသာစကားကိုပြန်ပြီးတော့သင်ပေးတယ် တော့တက်ကူကျောင်းသားတွေအတွက်တီးတန်းထုတ်ထားတဲ့ဘာသာစကားဒီ curriculum ရှိတယ်အဲ့ဒီကောင်းတယ်သူကသင်ပေးတယ်အဲပရမတစ်နှစ်ကိုအဲ့ဒီတိုင်းပဲသင်သွားမှာ major နဲ့ပတ်သက်တဲ့ဥစ္စာကိုတော့ကျွန်တော်တို့အချိန်နှစ်ချိန်လောက်တစ်ပတ်ကိုနှစ်ချိန်လောက်ယူထားတယ်အနေနဲ့နေ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 သူတို့ပြောသွားမယ် mix up ပြသွားမယ်ပေါ့နော်အာဒီကို major နဲ့ကိုလိုချင်တာနဲ့ကိုက်ရလာပါ냐ဆိုတော့ mix up စစ်စစ်ရင်းနဲ့အဓိကကတော့ကိုယ့်ရဲ့ဘာသာစကားကို သူတို့တက်ကတော့အစင်မှာတုံးနိုင်အောင်ပြန်လဲပြီးတော့သင်ကြားပေးတယ်ဒုတိယနှစ်ကနေစပြီးတော့မလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းမှာ theory ဘိုင်းဆိုင်ရာကိုနှစ်ရက်တက်ရမယ်ကျောင်းနှစ်ရက်တက်ပြီးသွားပြီဆိုလို့ရှိရင်ကျန်တဲ့သုံးရက်ကကျောင်းနဲ့ချိတ်ဆက်ထားတဲ့ company တွေမှာ internship စင်ရဒါဒီတကယ်ကောင်းတဲ့အတွေ့အကြုံရပါဒီအခွင့်အရေးတော်တော်ကောင်းတဲ့အထင်မှာပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘာသာကျွန်တော်တို့ Korea company မှာဝင်လို့ဖို့ဆိုလို့ရှိရင်မလွယ်ဘူး ဒီကြောင်းကကြတော့ကြောင်းရဲ့ကမ်ပဏီတွေရဲ့ခုန Samsung တို့ Echo တို့ Naver တို့အစရှိတွေပြင်လို့နော်တကယ်အဲဒီတကယ်ရောပေါ့နော်ကမ်ပဏီကြီးတွေနဲ့ကြောင်းရဲ့နောက်ပြီးအစိုးရရဲ့ချိတ်ဆက်ပေးထားတဲ့ကြောင်းဖြစ်တယ် MOU ထိုးထားတဲ့ကြောင်းဖြစ်တယ်ဒီ stakeholder သုံးခုကနေပြီးထောက်ပံ့ပေးတာဖြစ်တဲ့အတွက်အခွင့်အလမ်းများတယ်အဲ့တော့ဒီကတော်တဲ့ကြောင်းသားရဲ့ဆိုလို့ရှိရင်လည်းပဲကမ်ပဏီက ဆရာတွေကဒီចောင်းသားဒီចောင်းသားတွေတော့ဆင်ပြေဆိုလို့ရှိရင်ကမ်ပဏီကခတ်ပြီးတယ်လို့ဒါပေမဲ့စိတ်ပူစရာမလိုဘူးဒုတိယနှစ်တက်တာနဲ့သူကဘာလုံးအောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့နေចောင်းတယ်မယ်သုံးရက်ကကမ်ပဏီမှာဆင်းရမှာအဲ့ဒီကမ်ပဏီမှာဆင်းတဲ့သုံးရက်ဒီအခြေခံလောခလာစာအတိုင်းကျွန်တော်တို့လာစာရမယ်ဒုတိယနှစ်တက်တာနဲ့ကျွန်တော်တို့ကចောင်းနဲ့တက်ရမယ်တရဝင်အလုပ်လည်းရမယ်ပေါ့နော်အဲ့တော့ចောင်းကဖန်တီးပေးတဲ့အလုပ်သုံးရက်ကိုတရဝင်လာစာအတိုင်းပဲအခြေခံလာစာအတိုင်းပဲကျွန်တော်တို့ပတ်စံရမယ်ပေါ့နော်သုံးရက်အလုပ်ဆင်းရသုံးနှစ်ခွဲ ပြီးပြီဆိုလို့ရှိရင်ဒီကကိုယ့်ဘက်ကတော့ចောင်းខောခြင်းမှန်ရမယ်ပြီးတော့ခုနပြောသလိုအာကျွန်တော်တို့ဟို LD2 ဘိုင်းဆန်ရတယ်မှာကောင်းရမယ်ပေါ့နော်စာသင်ခန်းထဲမှာအဲ့ဒီအမျိုးပါညာမျိုးမဟုတ်ပဲねတကယ်လေးလာစူးစမ်းဆိုလို့ရှိရင်အကုန်လုံးကိုတော့ဆရာចောင်းကတော့ချိတ်ပေးထားတယ်ဒါပေမဲ့ပိုကောင်းတဲ့ company ကိုလိုချင်တယ်ဆရာတွေရဲ့ recommend ကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုနည်းနည်းတော့စူးစမ်းလိုက်ပေါ့နော်ဒါဆိုပိုကောင်းတဲ့ company ကိုဝင်ဖို့ခွင့်လမ်းများတယ်၃နှစ်ခွဲပြီးပြီဆိုလို့ရှိရင် theory ဘိုင်းပြီးတော့ចောင်းမှာမတင်ရတော့ဘူး company ကို အလုံးဝင်ရအဲ့မှာ internship ဝင်ပြီးတော့ကျွန်တော်ဒီဘူး visa ပြီးရတဲ့ e7 ပြောင်းပေးပါကျောင်းတဲ့ company နဲ့တည်းချိန်ထားတယ်အစိုးရပါပါတယ်အဲ့တော့ဒီ stakeholder သုံးခုကနေပြီးတော့ချိန်ဆက်ပြီးတော့လုံဆောင်ပေးမှာဖြစ်တယ်အဲ့ဒီအတွက်အလုံးရဖို့တေးကြတယ်အဲ့ကကိုက visa အတွက်ပြဿနာဖြစ်စေနိုင်တာအဲ့မလုပ်တဲ့ဟိုမှာကျောင်းခေါ်ချိန်ပြတ်တာမျိုး လုပ်လို့မရဘူးအဲ့တော့ software ကြီးအရင်ကြလို့မရဘူးပေါ့နော်အတိုင်းအတာတစ်ခုဒီအစင်စူးစမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခွင့်အလမ်းတွေကိုရနိုင်တယ် ဲ့လိုဆိုလို့ရှိရင်ကျွန်တော်တော့3နှစ်ခွဲပြရတဲ့ company မှာအလုပ်ရမယ် E7 တစ်ခါလဲကြောင်းအောင်ချိန်ပြီးမှာပေါ့နော်ပြီးရင်ဒီနယ်ပဲပေါ့နော် digital design ပေါ့နော် computer design ရှိမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ data content ပေါ့နော် software hardware ဘိုင်းနဲ့ပတ်သက်ပြီးရှိမယ် mechatronic ဘိုင်းနဲ့ပတ်သက်ပြီးရှိမယ် engineering နဲ့ပတ်သက်ပြီးစုံတဲ့ AI နဲ့ပတ်သက်ပြီးရှိမယ်အဲ့လိုခါရောကျွန်တော်တို့ဒီ company ကိုလေ့လာမယ်ဆိုလို့ရှိရင်လက်ရှိ Korean မှာအလုပ်ကံခွင့်လမ်း ိုအပ်မှုအများဆုံးကလည်းဒီနယ်ပဲပဲ engineering နဲ့ပဲ IT နယ်ပဲပဲအဲ့တော့တိတဲ့အတိုင်းပဲကိုရီးယားကလည်း IT ပါရှိပြီးတော့ Samsung ကိုကဘာပေါ်ပေါ်ရဖြစ်ထားတဲ့နိုင်ငံမျိုးဖြစ်တယ်။ကျောင်းကလည်းကျောင်းကောင်းတစ်ခုဖြစ်တယ်ခုနပြောသလိုမျိုးချိတ်ဆက်ထားတာတွေရှိတဲ့အတွက်လည်းပို့ပြီးတော့အဆင်ပြေတယ်လောကန်ခွန်လည်းရဖို့ပေါ့နော်ကျောင်းကတော့ဒါပဲကိုက၄နှစ်အတွက်စူးစမ်းနိုင်တယ်အဲ့ဒီကငွေတဲ့အရင်ဟိုကုန်လာမျိုးမဟုတ် ဘလို့မဆိုကျွန်တော်တို့တခြားကြောင့်တန်တယ်တလားဟုတ်ဟာကီတခုကို20နဲ့အထက်တော့တွင်းရတာပဲလေအဲ့တော့ဒီမှာနည်းနည်းတော့ပင်မောင်းပါဘောနော်အချိန်မှန်းလို့ဟုတ်အချိန်အရင်လို့မရဘူးနော်ပထမတစ်နှစ်မှာဆိုလို့ရှိရင်3ရက်တက်ရမယ်သူကတစ်ပတ်ကို3ရက်တက်ရမယ်3ရက်ကိုအပြည့်တက်ရမယ်အဲ့ဒါပြီးတော့မှဒုတိယနှစ်မှာဆိုတော့2ရက်အပြည့်တက်ရမယ်3ရက်က company မှာလုပ်စင်းရအဲ့လိုမျိုး curriculum ကိုဆွဲပေးထားတာ course ကအဲ့ဒီကို design ထုတ်ထားတာအဓိကအားသာချက်ကဘာလဲဆိုကျွန်တော်တို့ကိုရီးယား company တွေမှာ internship စင်ပူးတဲ့ လုပ်ဖို့ရဆိုဒီအတွေ့အကြုံကကိုရီးယားမှာဆက်မနေရင်လို့တခြားနိုင်ငံကိုကူးကျင်တယ်ဆိုရင်တော့ ID နဲ့ပဲနဲ့ကူးမယ်ကိုရီးယားမှာရှိအတွေ့အကြုံရှိထားတယ်ဆိုလို့ရှိရင်အားသာချက်အများရှိတယ်အဲ့အဓိကကိုရီးယား company ဝင်ပြီးတော့လုပ်ဖို့ထားဖို့ရဆိုတော့ experience ကကျွန်တော်တို့အများကြီးအလေးထားနိုင်တဲ့အခွင့်အရေးတွေအများကြီးရနိုင်တယ်ဒီကြောင့်မှာတခြား major တွေအနေနဲ့ပါလေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုရီးယားဘာသာစကားကိုဟိုအထူးပြုပြီးလေ့လာခြင်းတဲ့သူတွေအာ business နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းတဲ့သူတွေဒီလိုမျိုးတွေတော့ရှိတယ်ဒါပေမဲ့ဒီအရာတွေကတော့ခုနကကျွန်တော်တို့ engineering နဲ့ပတ်သက်တဲ့ major လို့ program တော့မရှိဘူးသူကတော့ဒီတိုင်းပဲအခြားကျောင်းတွေလို့၄နှစ်တက်ဒီတိုင်းပဲပြီးသွားမှာပဲဟုတ် engineering ပတ်သက်တဲ့ဒီတိုင်းနည်းနည်းကွဲတယ်ပေါ့နော်အဲ့တော့အကြောင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းခုနပြောသလိုကိုရီးယားကျောင်းသားအဓိကများတယ်အဲ့တော့အကြောင်းကတောင်မရှိဘူးတောင်ပေါ်တက်ရတာမဟုတ်ဘူးကျွန်တော်အဲ့ဒီချက်ကိုတော့တော်တော်ကြိုက်တယ်ပိုကောင်းတာတခုကတောင်မရှိတော့ Spain ရဲ့ scooter ရဲ့လိုတခုစီးသွားလို့လာလို့လည်းအဆင်ပြေတယ်ထင်မှာပါတယ်အဲ့တော့အလုံးကန်ခွန်လည်းဒီမှာအချိန်ပိုင်းပိုင်းလည်းသူ့အနေနဲ့သူ တိုင်းတော်တစ်ခုရှိများတဲ့ထဲမှာပါတယ်ရှိရပေါ့နော်အဓိကကိုယ်နဲ့အချိန်ကြီးရဆိုလို့ရှိရင်တော့အလုပ်ခိုင်လဲရနိုင်တယ်ရေးဆွဲထားတဲ့ curriculum course design ကလည်းအဆင်ပြေတဲ့ထဲမှာပါတယ်ဒီကတော့ကျောင်းလက်ကနေဈေးကြီးမယ် scholarship ပြရလဲဆိုလို့ရှိရင်ဈေးသက်သာမယ်အလင်းနဲ့ကြောင်းဖြစ်တယ်ဒီကြောင်းကပွဲရထားတယ်လို့ဆိုတော့အိုင်နေပမှာတော့မနေဘူးလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီကြောင်းကိုတကယ်ညွှန်ကြည့်တယ်ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိဒီကြောင်းမှာတက်နေတာအဲ့တော့လင်းနေကြောင်းလည်းတက်ချင်တယ် ID ဘိုင်းလည်းတက်ချင်တယ် ိုတကယ်တည်းစူးစမ်းနေတယ်ဆိုလို့ရှိရင်ဒီကျောင်းကတကယ်ကိုမှန်ကန်တဲ့ကျောင်းတစ်ခုလို့ကျွန်တော်ညွှန်းနေတယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ agency မှာမိပါဒီကိုလာပိုင်း၃လပိုင်းအင်လစ်ပင်းမှာစာပြီးတော့သင်ပေးနေပါတယ်။ topic ကိုတော့ကောင်းအောင်ဖြေထားမယ်ဆိုလို့ရှိရင်ကျွန်တော် scholarship တွေအများကြီးရနိုင်ပါတယ်။အဲ့တော့အဲ့ဒါတခုကိုတော့အရင်အရင်ဟိုအလေးပေးပြီးတော့ပြောကြားလို့ပါတယ်။ဒီကြောင့်ပတ်သက်ပြီးတော့ဆောင်ကန်းနေတဲ့တက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် agency မှာမေးမြန်းပေးပါ။ဒေးစီရှင်းပြပေးပါလိမ့်မယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ thank you